သက်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေကြိုဆိုလိုက်ပါရင်တော့ဒီနေ့မှလေဘလို့ဆလန်းလေးကိုတင်ဆက်ပေးမယ်ဆိုတော့ပရိသတ်များကနားဆင်အားပေးကြပါအောင်ရှင်။ဆလန်းလေးမစတဲ့ခင်မှာကျမတို့ရဲ့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။ကဲဒါဆိုရင်ဆလန်းလေးကိုဆက်လိုက်တော့မယ်နော်။ကိုကြီးဒီမှာလာကြည့်ပါဦး။ညီမငယ်မိသူရဲ့အတန်းကြောင့် ကျွန်တော်စာရေးနေရာမှာ channel သို့လှမ်းကြည့်လိုက်မိပါတယ်။မိသူတယောက်ကမိုးပင်များကြမှာငုတ်တုတ်ကလေးထိုင်နေအောင်မြင်လိုက်ရပါတယ်။ကိုကြီးလာကြည့်ပါဦး။မိသူရဲ့အတန်တဆဆကလေးကပေါ်လာပြန်လာကြောင်းကျွန်တော် channel သို့ဆင်းလာခဲ့ပါတယ်။ဘာဖြစ်နေလဲမိသူ။ဒီမှလေးကြည့်ပါဦးကိုကြီးရဲ့မိသူဖြစ်အံ့ရော။ညီမငယ်မိသူကပြောရင်ကမောပင်များကြတော့လက်ညှိုးထိုးပြပါတယ် ဘာလဲဟာနေဥစ္စာအလန့်တကြပဲကိုကြီးကြီးလိုက်ပါအောင်လေကိုကြီးကြီးပြီလမ်းမသွားနဲ့နော်ကျွန်တော်ကမိသူနှစ်ပေးမှငုတ်တော့ဝင်ထားရင် ခမောပင်နေကြတယ်ကြီးလိုက်ပါရင်ဟာကျွန်တော်အံ့ဩထိတ်လန့်သွားပါရင်မယုံနိုင်အောင်လေဖြစ်မိသွားပါရင်ကျွန်တော်တို့မောင်နှမနှစ်ယောက်တယောက်မျက်နှာတယောက်ကြီးလိုက်မိကြပါရင်ဘယ်လိုလဲဆိုတဲ့တဘောမြင်ပါလေအခုမှတွေ့ရလား ဟုတ်တယ်အခုမှတွေ့ရညီမလေးခမုံးဖိနေကိုရေလောင်တွေ့ရလေအင်းထူးတော့တော်တော်ထူးဆန်းနေကိုကြီးလက်ဒါမျိုးတစ်ခါမှမတွေ့ဘူးကျွန်တော်ကပြောရင်မှခမုံးဖိညာကြတဲ့သူကြီးလိုက်မိပြန်ပါတယ်ကျွန်တော်တို့ခြံမှာအတော်တဲ့ကြီးရဲ့ခြံနည်းတစ်ချံဖြစ်ပါတယ်ခြံကြီးမှာတစ်ပင်ကြီးတစ်ပင်ငယ်များဖြင့်အုပ်ဆိုင်နေပါတယ်ခြံကောင်းရင်ပိုင်းမှာတော့ခမုံးဖိညာကိုပန်းအောင်များနဲ့စနစ်တကျစိုက်ပျိုးထားပါတယ် အဖေကခမုံးစိုက်တာဝါသနာပါပါတယ်။အဲ့ဒီခမုံးပင်များအလုံးမှာအဖေစိုက်ပြုတ်ထားတဲ့ခမုံးပင်များဖြစ်ပါတယ်။အခုခမုံးပင်များကြားထဲမှာတဘာဝလုံးဖြစ်တဲ့တခုကို တွေ့လိုက်ရပါတယ်။ကျွန်တော်ကမယုံနိုင်သလိုရှေ့သို့တိုးပြီးအနီးကန်ကြည့်ရှုလိုက်မိပါတယ်။ဟုတ်ပါတယ်ကျွန်တော်ကအမြင်မှားခြင်းမဟုတ်ပါ။ခမုံးပင်တစ်ပင်ရဲ့အရွက်ရိုးတန်တစ်ခုကြားရှိပြည်စင်တွဲမှာဖားတစ်ကောင်ရဲ့ဦးကောင်ပိုင်းကလေးတစ်ခုထွက်ပြနေခြင်းဖြစ်ပါတယ်။ ကျွန်တော်ကပထမတော့ဖားကလေးတကောင်ကမုန်းပင်ကြတဲ့ဝင်နေရလို့ထင်လာမိပါတယ်။တရေချာကြည့်လိုက်တော့မှဖားကလေးမှာခေါင်းပိုင်းသာရှိသေးပြီးကိုယ်လုံးအပါဝင် အောက်ပိုင်းကမရှိသေးပါ ထူးဆန်းလာပါတယ်။ဒါဟာကမုန်းပင်စီတွေကထွက်လာတဲ့ဖားကောင်းကလေးပဲ။ဟုတ်တယ်ကိုကြီးမိသူလည်းအဲ့ဒါထူးဆန်းပါတယ်ဆိုပြီးကြည်နေ啊။ဖားကလေးမှာနတ်တာရောင်အဆင်းရှိပြီးမျက်လုံးပြပြကလေးဖြစ်သူ့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းကတော့ ကမောင်းပြင်ဆင်ကြည့်တာဖြစ်ပါတယ်။အံ့ဩစရာတော့အတော်ကောင်းပါတယ်။ဒါမျိုးကျွန်တော်ရဲ့တက်တက်နဲ့တကူထီတစ်ခါပဲမြင်မှုပါတယ်။ကိုကြီးရဲ့ဖားကလေးတနာပါတယ်။ဆွဲထုတ်ပေးလိုက်ပါလား။မိသူကဖားကလေးကိုကြည့်ပြီးဂယုဏတတ်ဟန်ပြီးပြောပါတယ်။ဘာလို့ဆွဲထုတ်ပေးရမှာလဲမိသူရဲ့ပင်စီရဲ့နေဝင်ရဲ့ဖားကလေးရဲ့ကိုလုံးကလေးကိုဆွဲထုတ်ပေးဖို့ပြောတာပေါ့ကိုကြီးရဲ့ဘလို့လို့ဆွဲထုတ်လို့ရမှာလဲဟာ။ ငါထင်တာတော့ပင်စင်တွေကနေပြီးသူ့ကိုယ်လုံးကလေးကတဖြည်းဖြည်းထွက်လာလိုက်မယ်ထင်တာပဲကျွန်တော်နဲ့ညီမလေးမိသူတို့စကားပြောနေစဉ်ဖဖေရောက်လာပါတယ်ကျွန်တော်တို့ကဘာကလေးကို ပြက်လိုက်တဲ့အခါမှာတော့ဖဖေကကြိရှုလိုက်ပြီးတန်တော်ဖြစ်သွားပါတယ်အဲ့ဒါဘာဖြစ်ကြလဲဖဖေမိသူကဖဖေကိုလှမ်းမိလိုက်ပါတယ်မိသူမျက်နှာက အလွန်တရာစိတ်ဝင်စားနေရရှိပါတယ်သမီးထင်တာကတော့ဒါဟာ တဘာဝလိုဖြစ်တဲ့ခုပဲဖေ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 ကအတန်ငယ်စေစားပြီးနောက်အမတ်တမဲ့ကြည့်ရင်တော့တဘာဝလိုဖြစ်တဲ့ခုလို့ထင်စရာပါပဲဒါပေမဲ့တဘာဝလိုဖြစ်တဲ့ခုတော့မဟုတ်ပါဘူးတဘာဝအတိုင်းဖြစ်နေရင်ဖြစ်ရတဲ့ခုပါဟင်ဖေဖေစကားကြောင့်ညီမလေးအံ့ဩသွားပါတယ်ဖေဖေကလည်းမဟုတ်တာဖားဆိုတဲ့တရဝါဖားမကြီးကမွေးလာရမယ်တရဝါမဟုတ်လားဖေဖေရဲ့ဟုတ်တယ်လေတမီးရဲ့ ဒါဆိုဖားကလေးကိုဖားမကြီးကမွေးမှတဘာဝကြတော့မှာပေါ့အခုဖားကလေးကဖေဖေမြင်တဲ့အချိန်ဖားမကြီးကမွေးပဲခမုံးပင်စီရထွက်လာတော့ခမုံးပွေရမွေးသလိုဖြစ်နေပြီခမုံးပင်ကဖားကလေးမွေးတယ်လို့ဖေဖေကြားဘူးလို့လားမကြားဘူးတမီဖေဖေကသူ့တမီကိုပြုံးမိကြည့်နေပါတယ်အဲ့ဒီတော့ဒီဖြစ်ရဟာတဘာဝလိုဖြစ်တဲ့ခုဖြစ်မနေဘူးလားဖေဖေမဖြစ်ဘူးတမီဘာလို့မဖြစ်ရလဲဖေဖေရဲ့ ဘာလို့မဖြစ်တာလဲဆိုတော့တဘာဝတရားအရာကောကမုံးပင်ရနေပြီးဖားကလေးမွေးလာနိုင်လို့ပဲဖားကလေးမှမဟုတ်ပါဘူးဒီပြင်တရဝါတွေကလေမွေးလာနိုင်တာပဲဖဖေပြောတာကိုတမိနားမလဲဖဖေအေးလေရုပ်တရဆိုတော့နားမလဲနိုင်စရာပဲပေါ့ကျွန်တော်ငြိမ်၍နားထောင်နေပြီပါတယ်ဖဖေရှင်းပြမယ်လောကမှာပဋိတရေဖြစ်ခြင်း၄မျိုးရှိရဲ့ အဲ့ဒါတွေကဘာတွေလဲဆိုတော့ဩပပါတိကပတိတရေတန်ထေဒါစပတိတရေအန္တာစပဏိတရေနဲ့ဇလာဖူတာပတိတရေဆိုပြီးလေးမျိုးရှိတယ်ဩပပါတိကပတိတရေဆိုတာက အမိဝမ်းသွင်းမှာ အောင်းဆရာမလို့ပဲအလိုလိုဘွားကနေဖြစ်ပေါ်လာတဲ့ပတိတရေပဲဥပမာနတ်ပြမာတွေငရဲသားတွေပိတ်တာအတုရကွေတွေဟာခန္ဓာအထင်ရှားချက်ချင်းကြီးဘွားကနေဖြစ်လာကြတဲ့ တတဝါရီပေါ့သမီးတန်ဒီဒါစာပဋိသရေဆိုတာကတော့ဆွဆွတဲ့အရာအငှင့်ရင်းကြီးလို့ဥစ္စာမျိုးတွေကိုမိသွဲပြီးဖြစ်လာတဲ့တတဝါရီပေါ့ဥပမာပိုးလောက်လန်းလိုမျိုးတွေပေါ့ဒီတဘောမျိုးတစ်ခုကိုမိထွက်ပြီးဖြစ်လာတာဟာလူတွေထဲမှာလည်းရှိတယ်ဥပမာဘဒုမဝရီမိဖုရားဟာဘဒုမကြဘန်းထဲမှာပဋိသရေနေပြီးဖြစ်ရတယ်ပြီးတော့ဝလူဝရီမိဖုရားဆိုရင်လည်းဝါးဘက်မှာပဋိသရေတဲ့ပြီးမှ ဖြစ်လာရတာလေသူတို့တွေဟာလူသားတွေဆိုပေမဲ့လူသားမိခင်ဝမ်းကမွေးဖွားလာတဲ့သူတွေမဟုတ်ပဲတန်ဒေတာစာပဋိသရေရမွေးဖွားလာတဲ့သူတွေပဲနောက်အန်တာစာပဋိသရေဆိုတာကတော့ဥဟာဖြစ်တဲ့ကြက်ပဲငှက်စတဲ့သရဝမျိုးတွေပေါ့အခုဖားဆိုရင်လေဥကပေါက်တဲ့သရဝဆိုတဲ့အတိုင်းဥကပဲပေါက်ရမယ်မွေးရမယ်ဒါပေမဲ့အန်တာစာပဋိသရေရမွေးလာရမယ်သရဝကအဲ့ဒီလိုမမွေးပဲ ကမောင်းဖယ်မှာသွားပြီးပဋိသရေတဲ့တယ်။ဒါကြောင့်သူ့ရဲ့ပဋိသရေကိုတန်ဒီသားစာပဋိသရေလို့ခေါ်ရမယ်။ဇန်နိပတ်တွေထဲမှာတချို့လူတွေကဥငါးမနဲ့အကြောင်းပါပြီးအန်ဒါစာပဋိသရေတဲ့နေပြီးဥကနေလူကလေးရဲ့မွေးတဲ့အကြောင်းတွေ့ရတယ်။နောက်ပဋိသရေတစ်မျိုးကတော့ဇလာဘူတာပဋိသရေလို့ခေါ်တယ်။အဲ့ဒီပဋိသရေကတော့အမိဝမ်းနဲ့အချင်းမနေရဲ့ပဋိသရေပေါ့။လူစင်မြဲကျွဲနွားစားတဲ့တရဝါတွေကို ရိသေတွေမျိုးပေါ်သမီးတချို့ဘုံမဆုပ်ရုပ်ကဆုပ်လို့ခေါ်တဲ့အောက်နဲ့တချို့ဟာလူတွေလိုဇလာဘူရာပရိသေတွေနေကြတယ်လို့ဖေဖေလေ့လာခဲ့ဘူးတယ်ဒီတော့တရဝါတွေက ပရိသေတွေနေခြင်းဟာအဲ့ဒီနေမျိုးပဲရှိတယ်အဲ့ဒီလေးမျိုးထက်ကျော်ပြီးပရိသေတွေနေလို့မရအောင်ဩပပါတီကပရိသေတွေတရဝါအားလုံးဟာဩပပါတီကပရိသေတွေအတိုင်းတရေတဲကြတယ်ဒါပေမဲ့တခါတလေကံတရားအရာ ဩပပါတိကပရိသေရေဒရဝါရီအားလုံးဟာဩပပါတိကပရိသေရေတိုင်းသရေတဲကြရေဒါပေမဲ့တခါတလေကံတရားရဩပပါတိကပရိသေရေတဲရမယ်ဒရဝါဖြစ်ပေမယ်တခြားပရိသေရေမျိုးနဲ့ဥပမာဇလာဘူတာပရိသေရေမျိုးနဲ့ပရိသေရေတဲကြမျိုးလည်းရှိရင်ပြီးတော့လူဆိုတာဇလာဘူတာပရိသေရေမျိုးဖြစ်ပေမယ်ဖေဖေစစောကပြောတဲ့အတိုင်းဘဒုမဝရီမိဖုရားဝေလူရီမိဖုရားတို့လို့ တန်ဒီသားစာပြည်သူတွေတဲပြီးမွေးဖွားလာလူတွေလည်းရှိတယ်။အဲ့ဒါကန်တရားရမွေးဖွားလာကြတာကြီးချီးပဲ။အခုခမုံးပင်ကမွေးဖွားလာတော့မယ်ဖားကလေးဆိုပါစို့။လူပြည်သူတွေရအန်တားစာပြည်သူတွေဆိုရဲဥမသာပေါ့ရမယ်အမျိုးဖြစ်ပင်မယ်။တန်ဒီသားစာဆိုရဲအညစ်ရင်ညစ်အစုတ်တက်ရှိတဲ့နေရာမှာ မွေးဖွားလာရတယ်။ဒါလဲကန်တရားရမွေးဖွားလာရတာပဲ။ဒါကြောင့်ဒီလိုမွေးဖွားလာတာမျိုးတွေခါ တဘာဝလို့မဟုတ်ဘူးတဘာဝအတိုင်းမွေးဖွားလာကြလို့ပဲပြောရမယ်ဒါပေမဲ့ဩဘပါတီကပရိသေနေရမယ်သရဝါရီကဆလာဘူဒပရိသေပုံစံမျိုးနဲ့လေမွေးဖွားလာနိုင်တယ်အန်ဒါဆာပရိသေနေရမယ်သရဝါမျိုးကလေတန်ဒီဒါဆာပရိသေပုံစံမျိုးနဲ့မွေးဖွားလာနိုင်တယ်ဒီလိုပဲဆလာဘူဒပရိသေနေရမယ်သရဝါမျိုးကလေတန်ဒီဒါဆာပရိသေပုံစံမျိုးနဲ့မွေးဖွားလာနိုင်တယ်ဒါတွေဟာသူ့ရဲ့ကတ္တရာအရာ မွေးဖွားလာကြတော့ချီပဲအဲ့ဒီတော့ဂမုံးပင်ဟာဖားကလေးမွေးလာတယ်ဆိုတာလေအဲ့ဒီတဘောပဲဖားကလေးကဂမုံးပင်မှာတန်နေသားစတဲပြီးမွေးဖွားလာတာပေါ့အခုဖားကလေးဟာဂမုံးပင်စင်ထဲကနေပြီးခေါင်းကလေးပေါ်လာနေပြီးနောက်တစ်ဖြည်းဖြည်းနဲ့ကိုယ်လုံးလက်ခြေအောက်ပိုင်းတွေပေါ်လာပြီးပင်စီထဲကနေလွတ်လွတ်ကျွတ်ကျွတ်ခုန်ထွက်လာလိုက်မယ်အဲ့ဒီခါကျရင်အဲ့ဒီဖားကလေးနဲ့တခြားဖားကလေးတွေအတူတူဖြစ်သွားပြီပေါ့ ပရိသေတဲလာခဲပုံချင်းကတော့ကြွားချတာပေါ့လေသမီးနားလဲပါဖြစ်ပြီဒီတော့ဖားကလေးဟာတန်တီသားစဖားကလေးပေါ့ဟုတ်တာပေါ့သမီးရဲ့လောကကြီးမှာအဲ့ဒီလိုတန်တီသားစပရိသေကနေမွေးဖွားလာရမယ်သရဝါမျိုးမဟုတ်ပေမွေးဖွားလာကြရင်သရဝါကြီးအများကြီးရှိရဲ့သမီးညီမငယ်မိသူစာအဖေပြောပြနေတဲ့အကြောင်းတွေကိုလုံစာစိတ်ဝင်စားနေပါတယ် အဖေကငငယ်ကတောထဲမှာအမဲလိုက်ဖူးတယ်အဲ့ဒီလိုအမဲလိုက်ရင်တောထဲမှာတနေ့ရေအိုင်ကြီးတအောင်တွေ့ရတယ်အဲ့ဒီအချိန်မှာနေရလေအရန်ပူနေရောရေအိုင်နာကဝဲရောက်ပင်ရိုက်မှာခဏနားကြတယ်လေအဲ့ဒီလိုနားနေရောအဖေတို့အဖွဲမှာပါလာတဲ့ကိုတာမောင်ဆိုတဲ့သူကရေအိုင်ဆက်ကိုသွားပြီးငါးဖန်းနေငါးဖန်းရင်အဖေတို့နားနေရဲ့ဘက်ကို အလန့်တကြလှမ်းအောင်လိုက်တယ်လာကြပါအောင်လာကြပါအောင်နဲ့လှမ်းခေါ်တော့အဖေတို့လူစုလေဘာဖြစ်တာများလဲဆိုပြီး အပြည့်လွားသွားကြည့်ကြတယ်။ကိုတာမောင်ဟာရေအိုင်ဆက်မှာငါးဖန်းနေရကို သူ့လက်ထဲမှာငါးကလေးသုံးကောင်တောင်မိထားရင်အဖေတို့သူ့အနာရောက်သွားတော့အဲ့ဒီငါးကလေးသုံးကောင် အဖေတို့ပြတယ်။ကြည့်လိုက်တော့ခဲရန်လုံးလောက်ရှိတဲ့ငါးတလေးထိုးကလေးဖြစ်တယ်။ရှေ့ပိုင်းကငါနောက်ပိုင်းကတက်ကိုင်းအစိုးရဖြစ်နေရင်ငါးကတော့အရှင်မောဒါနဲ့ဖေကတက်ကိုင်းအစိုးရကိုဖဲကြည့်လိုက်တော့ပဲ့သွားတယ်။အဖေတို့ရေအိုင်နဲ့ကိုလှမ်းကြည့်လိုက်တော့အဲ့ဒီလို့ ငါးတပိုင်းတက်ကိုင်းအဆွေတပိုင်းငါတလဲထိုးငါးတွေကိုအများကြီးတွေ့ရတယ်။တိတ်မကြခင်မှာအဲ့ဒီနောက်ကတက်ကိုင်းအဆွေတွေဟာငါးဖြစ်သွားလိမ့်မယ်ထင်တာပဲ။ပြောရရင်တော့တမီးရဲ့တက်ကိုင်းအဆွေတွေကနေပြီးငါးဖြစ်လာကြတဲ့တန်ဒီဒါဆာငါးတွေပဲပေါ့။ကဲဘလောက်အမ်းဖို့ကောင်းတယ်လေ။ကျွန်တော်ကလေဖေဖေပြောသမျှတို့ကိုစိတ်ဝင်တဆောင်နားထောင်နေမိပါတယ်။နောက်ပြီးပစုံပဲကြပင်ဆိုတာရှိရဲ့။ ဘဆွန်ပဲပင်ကိုစိုက်ရင်သုံးနှစ်ထပ်ပုံမစိုက်ရဘူးပို့စိုက်မိရင်ဘဆွန်ပဲချားပင်တွေဟာမွေးတွေဖြစ်ကုန်တယ်ဟင်ဘလို့ဖြစ်ကုန်တာလဲအဖေဘလို့ဖြစ်ကုန်ကြတလဲဆိုတော့တန်ဒေတာစလို့ပဲပြောရတော့မှာပေါ့တမီးရဲ့ဘဆွန်ပဲပြပင်တွေမှာမွေးဖြစ်မဲ့တရဝါတွေဟာတန်ဒေတာစအဖြစ်ဆွဲမိလာကြတယ်လို့ပဲပြောရမှာပေါ့ဒါပေမဲ့အဲ့ဒီဘဆွန်ပဲပင်ချားပင်မှာမွေးဖြစ်လာမဲ့တရဝါတွေတန်ဒေတာစဖြစ်တာကတော့ အံ့ဩစရာပဲနော်။ကြာတော့အဲ့ဒီအပင်ကိုစိုက်လို့၃နှစ်ကျော်ရင် မွေးဖြစ်သွားတယ်ဆိုတာကလည်းတော်တော်အံ့ဩစရာပဲ။ဒါတွေဟာကံတရားတွေပေါ့တမီးရဲ့ကံစီမံရှားတွေပဲပေါ့။ကံရဲ့အရာတွေဆိုတာတွေးအပ်ကြံစီတဲ့အရာတွေမှမဟုတ်ပဲတမီးရဲ့။အဲ့ဒီနောက်ကျွန်တော်ကအဖေဒီဖားတရဝကလေးကိုကျွန်တော်တို့စောင့်ကြည့်လိုက်ကြရအောင်လား။အဲ့ဒီလို ပြောလိုက်ပါတယ်။ တန်ဒီသားစာဖားကလေးမှာတဖြည်းဖြည်းဖြည်းခမုံးပစ္စည်းထဲမှာထိုးထွက်လာပါတယ်။ကျွန်တော်တို့စားသူရဲ့နေမှာလေးရက်မြောက်တဲ့နေမှာကိုတပိုင်းပေါ်နေဖြစ်ပါတယ်။ငားရက်မြောက်တဲ့နေမှာ ရှေ့လက်နှချောင်းမင်းပေါ်လာပါတယ်။ခမုံးပင်တွေကို ရှေ့မလောက်ရင်ဖားကလေးကပါတကုတ်ကုတ်အတံမြေလေးရှိပါတယ်။နောက်ထပ်၃ရက်ကြာတဲ့အခါဖားကလေးမှာတကုတ်လုံးထွက်ပေါ်လာပြီးခမုံးရိုးတန်တစ်ခုကြားမှာမြေပြင်သို့ခုန်ဆင်းလာပါတော့တယ်။ ျွန်တော်တို့အားလုံးမှာဖားကလေးကိုတန်းအပ်တော့ငေးချင်နေမိပါတယ်။ဖားကလေးရဲ့အရာမှာနန်းတာရောင်အစင်ဖြစ်ပြီးအနံ့တနည်းကလေးမှွေးနေပါတယ်။ဖားကလေးမှာပင်စီအတွင်းမှာလွတ်လွတ်ကျွတ်ကျွတ်ထွက်လာပြီးဖြစ်တော့လေတခြားနေရာသို့ထွက်ကမသွားပဲကမောပင်များချာမှာခုံဆော့ခုံဆော့သွားလာနေပါတယ်။ဖားကလေးကချစ်စရာလေးနော်။ကိုကြီးမိသူအခန်းထဲခေါ်ထားခြင်းနဲ့ဖားကလေးရေငါအခန်းထဲမှာနေမလား။မိသူကအတန်ကြဲကြဲဖြစ် လှမ်းအောင်လိုက်ရာဖားကလေးကမိသူရှိရာဘက်သို့ခုံဆော့ခုံဆော့ဖြင့်ရှောက်လာပြီးမိသူရှိမှငြိမ်ဝှက်နေပါလေ။ကိုကြီးရေဖားကလေးကလူစကားနားလဲတယ်။ကြည့်ပါဦးညီမလေးရှိလို့ရောက်လာပြီးငြိမ်နေရဲ့။ဟာအယူမလေးဖားကလူစကားနားလဲမှလားဟာမဟုတ်တာ။ဒီမှာကြည့်ညီမလေးမေးကြည့်မယ်။ဖားကလေးရေနေငါအခန်းထဲကိုလိုက်နေမှလား။ဖားကလေးကတကုတ်ကိုအတန်ပြုတ်ပါလေ။ ဟဲ့နေမဲနဲ့ကိုကြီးရေဖားဆိုတာဒီလိုပဲတကုတ်ကိုမြည်တတ်တဲ့ဥစ္စာနေရလေလိုရဆွဲတွဲနေပြန်ပြီမဟုတ်ဘူးကိုကြီးဒီဖားကလေးကိုကြည့်အောင်သူ့ရဲ့စိတ်ထဲမှာတမျိုးကြီးပဲဘာလို့တမျိုးကြီးလဲဘလို့တမျိုးကြီးလဲမသိဘူးမိသူမပြောတတ်ဘူးဘာလဲအဖေကဒီဖားကလေးကတန်ဒီသားစာဖားကလေးလို့ပြောထားလို့နင်းစိတ်တဲ့တမျိုးကြီးဖြစ်နေရလားဟုတ်မယ်ထင်တာပဲကိုကြီးရဲ့ ကျွန်တော်ကဘားကလေးကိုကြည့်လိုက်တဲ့အခါမှာတော့ညီမလေးရှိနာမှာငြိမ်ဝှက်နေပါတယ်။ကျွန်တော်အိမ်မက်ထဲမှာပင်မထားရသေးပါမိသူရဲ့အတန်ဆဆလေးကို ကြားလိုက်ရပါတယ်။ကိုကြီးဒီမှာလာကြည့်ပါဦး။မိုးဝင်စစ်စစ်မလင်းသေးပါကျွန်တော်အိယာကထကမိသူခန်းထဲသို့လှမ်းဝင်သွားလိုက်ပါတယ်။ဘာဖြစ်နေရလဲမိုးမလင်းသေးဘူး။ဒီမှာလေးအကိုကြီးရဲ့မိတ်ဆွေညီမလေးအခန်းထဲကိုရောက်နေရဲ့။ ညီမလေးမိသူပြရာစီတို့ကျွန်တော်ငုံကြည့်လိုက်တော့နန်းတိုင်အောင်ဖားကလေးတကောင်မျက်လုံးအပြူသားနဲ့ကျွန်တော်တို့ကို ကြည့်နေတကယ်တူရှိတာကိုတွေးလိုက်ရပါတယ်။ညီမလေးကမနေ့ကသူ့ညီမလေးအခန်းထဲလာနေဖို့ခေါ်ခဲ့တယ်မဟုတ်လား။အဲ့ဒါကြောင့်သူ့လာနေရပေါ့။ငါမသိအောင်နင်းပါသားနဲ့လက်နဲ့အသာမပြီးခေါ်လာခဲ့ရမဟုတ်လားမိသူ။အိုးမဟုတ်ပါဘူးကိုကြီးရဲ့သူ့ဘာသာသူညီမလေးအခန်းထဲရောက်လာတာပါ။ငါမယုံဘူး။ မယုံခေါ်ကြည့်ပါလားသူအကိုကြီးအခန်းထဲကိုရှားလာလိုက်မယ်ကဲမြန်မာလေးသူ့ကိုပြောလိုက်မယ်ကဲဖားကလေးရေမနှက်ပြန်ကြရင် နင်ငါ့အကိုကြီးအခန်းထဲကိုသွားလိုက်ပါအောင်မိသူစကားဆုံးတော့ဖားကလေးကတကုတ်ကုတ်အတန်မြပါတော့တယ်တွေ့လားကိုကြီးဖားကလေးကစကားပြောနေရဲ့မိသူနင်တော့ဖားယူနေပြီကျွန်တော်တရင်တို့အပေါ်ထထသွားတော့ကျွန်တော်ကရင်ချင်းရင်မှာဖားကလေးကို တွေ့လိုက်ရပါတယ် ညီမလေးပြောလိုက်လို့များထိပါကလေးငါအခန်းနဲ့ဝင်လာတာလားလို့တွေးလိုက်မိပါတယ်သို့ဝင်မဲကျွန်တော်ကဘာမှထရေအတူတူဆက်ပြီးမတွေးတော့ဘဲအဲ့ရတဲ့ကိုပြန်ဝင်အိတ်လိုက်ပါတယ်အဖွားကြီးတယောက်ရုပ်တည်းကျွန်တော်အခန်းနဲ့ဝင်လာတာကြောင့်ကျွန်တော်လန့်သွားပါတယ်ဘယ်ဟာအဖွားကြီးပါလိမ့်မြည်လေ အဖွားလေကျွန်တော်ကြည့်လိုက်တော့ဟင်ကျွန်တော်အဖွားဖြစ်နေရကို တွေးလိုက်ရပါတယ် အဖွားမှာလွန်ခဲ့တဲ့သုံးနှစ်ခါကနှလုံးရောဂါဖြစ်ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။အဖွားအောင်မမျှော်လင့်မဲတွေးလိုက်ရတာကြောင့်ကျွန်တော်စိတ်ထဲဝမ်းသာပျော်ရွှင်သွားမိပါတယ်။အဖွားကကျွန်တော်အားပြုံးပြပြီးချစ်နေမိပါတယ်။အဖွားထိုင်လေမထိုင်တော့ပါဘူးငါမြင်းရဲ့အဖားဘယ်ကလာလာလဲရင်ခမုံးပင်နေကလာလာလေအိုးကျွန်တော်ကအံဩတုံလုံးသွားပါတယ် ဘလို့လုတ်ပြီးကမောင်းဖယ်နေကလာလို့ရမှာလဲအဖွားရဲ့ရှားတာပေါ့မြင်းလေးရဲ့ဟင်ဘလို့လုတ်ပြီးရှားမှာလဲရှားတာပေါ့ကွယ်အဖွားကမောင်းဖယ်နေကထွက်လာတာဟင်ကဲကဲငါမြင်အိတ်တော့အဖွားကြောင့်ငါမြင်အရေးပြက်နေအောင်မေအဖွားကြီးတယောက်ကကျွန်တော်နာနာကပ်ပြီးပြောနေတဲ့ကဲတော့ကြားနေရပါတယ်အဖွားမပြတ်နဲ့ဦးလေ နေပါအောင်အဖွာကျွန်တော်တို့ခွဲခွာသွားခဲ့တာသုံးနှစ်နေပါလောက်တော့ရှိနေပြီပဲကျွန်တော်စကားကြောင့်အဖွာမျက်နှာညှိုးရသွားပါတယ်အဖွာကဘာမှတော့ပြန်မပြောပါ အဖွာမှာကျွန်တော်အမေဘက်မှဖြစ်ပြီးကျွန်တော်အမေရဲ့အမေဖြစ်ပါတယ်ကျွန်တော်ကအဖွာကိုသိချစ်ပါတယ်အဖွာကလေ ကျွန်တော်တို့ဆိုရင် အလွန်အလိုလိုက်ပါတယ်ချစ်ပါတယ်အဖွာဘာစားမလဲပြော ကျွန်တော်သွားဝယ်ပေးမယ်အရှင်ကလည်းဒီလိုပဲ အဖားစားချင်တာကျွန်တော်သွားဝင်နေကြဖြစ်ပါတယ်။အင်းအဖားဘာမှမစားရတာကြာပြီလေ။အဖားစကားကြောင့်ကျွန်တော်စိတ်မကောင်းဖြစ်သွားပါတယ်။ဒါဆိုရင်လေကျွန်တော်အခုချက်ချင်းသွားဝယ်ပေးမယ်။နေပါစေမီးလေးရေ အဖားမစားတော့ပါဘူး။စားပါအဖားရဲ့။အဖားကကျွန်တော်လက်ကိုလှမ်းဆွဲလိုက်ရာကျွန်တော်ဖြတ်ကနေလှမ်းနှူးသွားပါတယ်။ကျွန်တော်ကအိမ်မက်မက်နေချင်းဖြစ်ပါတယ်။ ျွန်တော်ဆက်အိတ်လို့မရတော့စာအုပ်ဖတ်ရန်စာအုပ်တို့ကိုလှမ်းယူလိုက်စဉ်တကုတ်ကုတ်မိတမ်းကြတာကြောင့်ခရင်အောက်သို့ငုံချစ်လိုက်ရာနန်းတာရောက်ဖားကလေးကို တွေ့လိုက်ရပါသည်ကြည်စံဒီဖားကလေးငါအခန်းထဲမှာရှိနေတုံးမလားဖားကလေးကမျက်လုံးပြပြကလေးနဲ့ကျွန်တော်ကိုကြည့်နေတဲ့အရာအိမ်မက်ထဲမှာပြောသွားတယ်အဖွားသူဟာကမောင်းပင်နေရလာတာတဲ့အခုဒီဖားကလေးကလေကမောင်းပင်နေကထွက်လာတယ်တန်နေသားစာဖားကလေးပဲ တိုက်တိုက်ဆက်ဆိုင်ဒီဖားကလေးငါအခန်းနဲ့ဝင်လာတဲ့ညကျမှငါအဖေါ့အိမ်မက်တွေထူးဆန်းလိုက်တာကျွန်တော်မိုးလင်းခါနေကြမှမိကနေအိပ်ပျော်သွားပါရင်မနဲ့မိုးလင်းတော့ကျွန်တော်အခန်းထဲမှာနန်းတာယောင်ဖားကလေးမရှိတော့ပါ ကျွန်တော်နဲ့မိသူကမောင်းပင်နေနားလျှောက်သွားတော့မှဖားကလေးမှကမောင်းပင်ကိုတိုးတဲ့ရောက်နေပါရင်ကျွန်တော်တို့မြင်တော့တကုတ်ကုတ်အတန်ပြုတ်ပါရင်ညာဖားကလေးမြမလေးခန်းနဲ့လာမအိပ်ဘူးကိုကြီး ဘယ်လာပါမလဲ။ तू ကငါခန်းနဲ့လာအိတ်သွားပြီးငါမနှိုးခင်ဒီကိုပြန်ရောက်နေရ။ဟဲ့ဟုတ်လားကိုကြီး။ဟုတ်တယ်။အဲ့ဒါညီမလေးကသူ့ကိုတွားခိုင်းလို့တွားတာနေမှာပေါ့။ဒီတခါတော့ကျွန်တော်ညီမလေးကိုဘာမှမပြောဖြစ်တော့ပါ။အဲ့ဒီအချိန်ကိုကြီးအိမ်မက်မမတ်ဘူးလား။မိသူကရုတ်တရက်မေးလာတာကြောင့်ကျွန်တော်ကအံ့အားသင့်သွားပါတယ်။ဘာလို့ငါအိမ်မက်မတ်ရမှာလဲ။အဖေါ့လို့ ဟာအဖေကိုအိမ်မက်မမက်ဘူးလားလို့ညီမလေးကတော့အဖေကိုအိမ်မက်မက်တယ်။အဲ့ဒီလိုဆိုကသူကအိမ်မက်ချောင်းကို ပြောပြပါတယ်။ညီမလေးရဲ့အိမ်မက်မှာကျွန်တော်အိမ်မက်နဲ့တူနေပါတယ်။ကျွန်တော်ကလည်းညအမက်ခဲ့တော့ကျွန်တော်ရဲ့အိမ်မက်ချောင်းကို ပြန်ပြောပြလိုက်ပါတယ်။ဟင်ကိုကြီးရဲ့အိမ်မက်နဲ့ညီမလေးအိမ်မက်ကတထက်သေးပဲပြီးတော့နန်းတိုင်အောင်ဖားကလေးအိမ်ခန်းထဲဝင်လာတဲ့ညမှာ ိမ်မက်မက်တာချင်းနဲ့တူနေရယ်မင်းညဖားကလေးကညီမလေးခန်းနဲ့ဝင်လာတယ်ညီမလေးအိမ်မက်မက်တယ်ဒီကနေ့ညကျတော့ကိုကြီးခန်းနဲ့ဝင်သွားတယ်ကိုကြီးအိမ်မက်မက်တယ်ပြီးတော့အိမ်မက်ထဲမှာ အဖွာကမုန်းပင်ညာထွက်လာတာလို့ပြောတယ်ဖားကလေးကလည်းကမုန်းပင်ညာထွက်လာတာပဲအဲ့ဒီတော့အဖွာနဲ့အဲ့ဒီဖားကလေးဟာဆက်ဆက်မှုတစ်ခုများရှိနေမလားပဲကျွန်တော်ကညီမလေးကို ပြန်ပြောမိပါနန်းသာရောင်ဖားကလေးကို လာလာကြည့်နေမိပါတယ်။အဲ့ဒီနောက်ပိုင်းမှာဖားကလေးဟာခမောပညာချမှာတွာလာနေတတ်ပါတယ်။တခါတည်းညီမလေးခန့်နေနဲ့တခါတည်းကျွန်တော်ခန့်နေသူဝင်အိတ်တတ်ပါတယ်။ဖားကလေးအိတ်တော့ညဆိုရင်ကျွန်တော်ရောညီမလေးပါ အဖေါ်အိမ်မက်မက်ပါတယ်။ဖားကလေးဝင်မအိတ်တဲ့ညမှာတော့ဘာအိမ်မက်မှမမက်ပါ။တနေ့နက်နက်ဆော့ဆော့မမေ့ရဲ့အိမ်ခန့်မှာမမေ့အတန်ကိုဖျက်ကနေကြလိုက်ရပါတယ်။ ကျွန်တော်နဲ့ညီမလေးတို့ဖေဖေတို့ခန့်တို့ရောက်သွားတဲ့အခါမှာတော့ဖေဖေနဲ့မမေတို့စကားပြောနေကြတာကို တွေ့လိုက်ရပါတယ်။တိုး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 နဲ့ဘာတွေပြောနေမှန်းတော့မသိပါ။ကရင်ချင်းရင်းမှာတော့နန်းတာယောင်ဖားကလေးကငုတ်တော့ပါ။မမေတို့ပြောနေတဲ့စကားတွေကိုနားထောင်နေရဲ့အလားကျွန်တော်တို့အခန်းထဲဝင်သွားတော့ဖေဖေနဲ့မမေကစကားရက်လိုက်ကြပါတယ်။ပြီးတော့ကျွန်တော်တို့မောင်နှမကိုလှမ်းကြည့်လိုက်ပါတယ်။အမေရဲ့မျက်နှာမကောင်းလာပါ။ မမေညအဖောက်အိမ်မက်မက်တယ်မဟုတ်လားညီမလေးကလမ်းပြလိုက်တော့မမေရောဖေဖေပါအံ့အားတင်သွားပါတယ်ဘယ်လိုအိမ်မက်မက်တယ်ဆိုတာကိုပါပြောပြရမလားအဲ့ဒီလိုပြောလိုက်ပါတယ်ဖေဖေနဲ့မမေကညီမလေးကို ငေးကြည့်နေပါတယ်ညီမလေးကသူ့နဲ့ကျွန်တော်မက်တဲ့အိမ်မက်တွေအကြောင်းကို ပြောပြလိုက်တဲ့အခါမှာတော့ဖေဖေရောမမေပါအံ့အားတင်သွားပါတယ်တမီးမမေမက်တဲ့အိမ်မက်ကိုဘယ်လိုလုပ်ပြီးသိနေရလဲ ဟောဒီနန်းနာရောင်ဖားကလေးကြောင့်တင်းနေရပေါ့မမေရဲ့အဲ့ဒီလိုဆိုကကရင်ချေးအေးမဖားကလေးကိုလက်ညှိုးထိုးပြလိုက်ပါတယ်ဒီဖားကလေးဖဖေးတို့အခန်းထဲဝင်အိတ်လို့မမေဖဖောက်အိမ်မက်မတ်တာပဲဟုတ်ပါရဲ့တမီးရဲ့တမီးဖဖောက်ဆုံးတာသုံးနှစ်နီးပါးတော့ရှိတော့မင်းမမေဖြစ်တမီးဖဖောက်တခါမှအိမ်မက်မမတ်ဘူးညာကြမထူထူချာမတ်တာဟုတ်တယ်မမေဒီအိမ်မက်ကိုတမီးရောကိုကြီးပါမတ်ပြီးကြပါပြီ မမေကတတရမြောင်မတ်တဲတူပါညီမလေးကရှင်းပြလိုက်တဲ့အခါမမေရောဖေဖေပါအာအတင်းသွားကြပြန်ပါတယ်ဖေဖေကဖားကလေးကိုငေးကြည့်နေပါတယ်ပြီးတော့မှဒီဖားကလေးဟာ သမီးတို့ဖွားဖွားနဲ့ဆက်ဆက်မှုရှိနေနိုင်တယ်အဲ့ဒီလိုပြောပါတယ်မမေကတော့မျက်နှာမကောင်းလာပါ တနေ့မမေရဲ့အမဝမ်းကွဲဖြစ်သူဒေါ်တီတာ ကျွန်တော်တို့အိမ်သူအလဲရောက်လာပါတယ်ဒေါ်တီတာမှာ ဖဖရဲ့အမဖြစ်သူဒေါ်မြရင်ရဲ့တမီးချစ်ဖြစ်ပါတယ်ကျွန်တော်တို့ကသူ့ကိုជីជីလို့ခေါ်ပါတယ်သူကမမေ့ထက်လေအသက်ကြီးပါတယ်ဒေါ်တရာက ကျွန်တော်တို့ဖဖကိုဒေါ်လေးခင်လို့ခေါ်ပါတယ်ဖဖရဲ့နာမည်မှာဒေါ်မြခင်ဖြစ်ပါတယ်ယခုဒေါ်တရာရောက်လာခြင်းမှာဒေါ်တရာရဲ့တာကြီးမင်္ဂလာကိစ္စအတွက်မမေ့အာလာရောက်ဖိတ်ကြားခြင်းဖြစ်ပါတယ်ဒေါ်တရာရောက်ခိုင်းမမေ့နဲ့စကားလက်ဆောင်ကြပြီးမမေ့ရဖဖကိုအိမ်မက်မက်တဲ့အကြောင်းနဲ့ ကျွန်တော်တို့ပါမှတ်တယ်အကြောင်းဖြင့်ခမုံးပင်နေရာထွက်လာတဲ့နန်းတောင်ရောင်ဖားကလေးចောင်းကိုပါပြောပြလိုက်ပါတယ်မမေ့ရဲ့စကားဆုံးတော့ခါဒေါ်တိရာကဘမလည်းအဲ့ဒီဖားကလေးဒေါ်တိရာကစိတ်မြန်လက်မြန်ရှိသူ ဖြစ်ပါတယ်အဲ့ဒီအချိန်မှာတက်တိုက်ဆက်ဆိုင်မင်းနန်းတောင်ရောင်ဖားကလေးမှာအေကန်းထဲမှာရောက်နေပါတယ်ဒေါ်တိရာဟာဖားကလေးကိုလှမ်းကြည့်လိုက်ပါတယ်ဖားကလေးကသူ့ရှိခက်လန်းရှိစပွဲခုံအောင်မှာရှိနေပါတယ် အဲ့ဒီနောက်ဒေါ်တိရာကဖားကလေးရေမင်းဟာငားရဲ့တတော်ဒေါ်လေးခင်ဆိုရင်ငားစီလှမ်းလာခဲ့ပါအောင်ကွယ်အဲ့ဒီလိုလှမ်းပြောလိုက်ပါတယ်ကြည်ကြည်ဒေါ်တိရာပြောပုံကဒေသူကြီးဆန်လာတာကြောင့်ကျွန်တော်ပင်အန်ဟောတန်လို့သွားမိပါတယ်မမေကတော့ညံ့တာမကောင်းလားပါကြည်ကြည်ဒေါ်တိရာနောက်ထပ်တစ်ချိန်ထပ်မံပြောဆိုလိုက်ရဖားကလေးမှာစပွဲခုံအောင်မှခုံဆောက်ခုံဆောက်နဲ့ထွက်လာပြီး ကြည်ကြည်တော်သေးတာရဲ့ခြေထောက်နားမှာရက်တက်နေပါတယ်မျက်လုံးကလေးကအပြူသားရှိနေပါတယ်ဘယ်ကိုမှမသွားတော့ပါကဲတတော်ဒေါ်လေးခင်ရေဒေါ်လေးခင်ရဲ့သမီးစီသွားလိုက်ပါအောင်ကြည်ကြည်တော်သေးတာရဲ့စကားအဆုံးမှာတော့ဖားကလေးကမမေ့ရဲ့ရှေ့စီတို့ခုံဆော့ခုံဆော့နဲ့ရောက်လာပြီးရက်တက်နေပါတယ်မမေ့ကိုမျက်လုံးကလေးအပြူသားနဲ့ချစ်နေတောင်ရှိနေပါတယ်ကဲ တော်တော်လေးခင်ကြီးမြီးကလေးမောင်မျိုးရှိကိုလည်းသွားလိုက်ပါအောင်ကြီးကြီးတော်တရားပြောလိုက်တဲ့အခါမှာတော့မမေးရှိမှဖားကလေးကခုံဆွခုံဆွနဲ့ကျွန်တော်ရှိသူလှမ်းလာပြီးရက်တက်နေပါတယ်ပြီးတော့မျက်လုံးကလေးပြူသားနဲ့ကျွန်တော်ကြည့်နေပါတယ်ကဲတော်တော်လေးခင်ကြီးမြီးမလေးမိသူရှိကိုလည်းသွားလိုက်ပါအောင်ဖားကလေးမှနားလည်နေသည်လားကျွန်တော်ရှိမှခုံဆွခုံဆွနဲ့ လှမ်းထွက်သွားပြန်ကမြမလေးမိသူရှင်မှာရက်တန်နေပြန်ပါတယ်ပြီးတော့မျက်လုံးလေးပြူသားနဲ့မိသူကိုကြည့်နေပါတယ်အဲ့ဒီအချိန်မှာချီချီတော်တရားကထိုင်နေရမထကနေရမချိတ်ဆွဲထားတဲ့ဖဖွားရဲ့တပ်ပုံကိုထိုင်ကုံပေါ်တက်ကလက်အုပ်ကြီးကတော့ပြီးဖြုတ်ယူလိုက်ပါတယ်ကျွန်တော်တို့မှာချီချီတော်တရားဘာလို့မလဲငေးကြည့်နေမိပြန်ပါတယ်ဒေါ်တရားကသူ့ရှေ့ခက်လန့်ရှိဆိုပါခုံခက်နေတဲ့တလုံးပေါ်မှာဖဖွားရဲ့တပ်ပုံကို ဆိုဖာနောက်မီမှာကပ်၍ထောင်လိုက်ပါတယ်အဲဒီနောက်ဒေါ်လေးခင်ရေဒတော်ရဲ့ဓာတ်ပုံကလေးကို အလွမ်းပြေသွားချီလိုက်ပါအောင်ဒါဆိုရင်ဒတော်ဆိုတာတမီးယုံပါပြီအဲ့ဒီလိုပြောလိုက်လျာနန်းတာယောင်ဂမုံဖားကလေးဟာညီမလေးမိသူရှိမှရက်တက်နေရမှခုံဆော့ခုံဆော့နဲ့ဆိုဖာရှိသူလှမ်းသွားပါတော့တယ်ဆိုဖာရှိသူရောက်တဲ့အခါအတန်ကြာရက်တက်နေပြီးနောက်ဆိုဖာပေါ်သူ ခုံထက်သွားပါတယ်။ကျွန်တော်တို့အားလုံးဖားကလေးကို မျက်တောင်မခတ်ပဲကြည့်နေမိကြပါတယ်။ဖားကလေးကဖွားဖွားရဲ့ဓက်ပုံမှန်မောင်ကြီးရှိသူရောက်အောင်ခုံဆွားကုံဆွားနဲ့လှမ်းသွားပြီးမှန်မောင်ကြီးနဲ့သူအိုးကောင်းထိပ်သွားတဲ့အချိန်တွေမှာရက်တန့်သွားပါတော့တယ်။ကျွန်တော်တို့အားလုံးငြိမ်သက်နေမိကြပါတယ်။အဲ့ဒီအချိန်မှာပဲနောက်ဘေးဘက်မှထွက်လာတဲ့ကြောင်ကောင်က ဆိုဖာပေါ်သို့ရုတ်တရက်လမ်းခုန်လိုက်ပါတယ်။ကြောင်ခုန်လိုက်တဲ့အချိန်ကျောင်းထောင်ထားတဲ့ဓက်ပုံမှန်မောင်ကြီးမှာ ဖားကလေးပေါ်သို့အရှင်ဖြင့်ပြုတ်ကျသွားပါသည်။ဟာဟင်ကျွန်တော်တို့အားလုံးအနတ်တကြားဖြစ်သွားကြပါသည်။ကြောင်ကအိမ်ရှိသူပြေးထွက်သွားပါသည်။ကျွန်တော်ကနေရာမှာလှည့်မြန်စွာထသွားပြီးဖဖွားရဲ့ဓားပုံမှန်ပေါင်ကြီးကိုမယူလိုက်တဲ့အခါမှာတော့အောက်မှာပြေးသွားရရှာတဲ့နန်းသားရောင်ဖားကလေးမှာအသက်မရှိတော့ပါချင်။ပြိတ္တများရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇလန်လီကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီ။ နားဆင်အပိကကြရပြိသက်များအလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။နောက်နေ့မှာလည်းဘလူဇလန်လေးကိုတင်ဆက်ပေးမယ်ဆိုတာပြိသက်များကစောင့်မျှော်အပိကြပါအောင်ရှင်။ဇလန်လေးကိုနားဆင်ပြီဆိုတော့ကျမတို့ရဲ့ channel လေးကိုလည်းလိုက် subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။ကျမတို့ channel မှာတင်ဆက်ပေးနေတဲ့ဇလန်မြောက်နားဆင်ရင်ပြိသက်များအလုံးဘဝအမောင်းများပြည့်ပြောင်းနိုင်ကြပါစေလို့ကျမတို့ channel လေးမှာစုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်။